နော်ဘူကတော့ခင်ဗျာတော်တော်လေးတုံလို့နေပြီလို့သိရတယ်တော်တော်လေးတုံလို့နေပြောရတယ်ဒီစစ်သင်းဘောတွေရတယ်တို့ဒီဗမောလာมาတဲ့ဗမောလာมาတယ်လက်ရှိဒီဗမောရဲ့တိုက်ပွဲချင်းနဲ့ပတ်တိုင်တပ်မတော်ကတော့ခင်ဗျာနေစဉ်ကိုဒီကောင်လေးအလောင်းကိုနေစဉ်ကိုရနေတာနေစဉ်ကိုရနေအဲ့တော့ခင်ဗျာလည်းကျွန်တော်เนี่ยခင်လည်းခင်ပါလေဒါပေမဲ့ကျွန်တော်ကနည်းနည်းပြောချင်တာခင်ဗျာဝိထတာပင်ဒီတိုက်ပုံဘိုးပဲခင်ဗျာပင်ဒီရှက်လက်တူလေးဖြစ်နေတယ်ပင်ဒီရောင်ပေါ့ဗျာအဲ့ဒီဟာလေးကိုကဘိုးပဲလည်းပြောလို့ရှိရင်တော့ energy ကို ပြန်ပြီးတော့အတိတ်တဖန်အတိတ်တွင်းကျင်နေဆိုတဲ့ဟိုခင်ဗျားစီမှာစိတ်သက်အခက်လေးများရှိနေမလားလို့ကျွန်တော်တို့ဒီလိုပဲဒီလိုပဲကျွန်တော်အမျိုးပြုမလို့ပြောပြတာပါတော့ မင်္ဂလာပါကျွန်တော်ရေးပေါ်ရွတ်ထီမှာဒီနေ့2025ရွေးလ26ရက်နေ့မနေ့ကမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မနေ့ကမှပထမဆုံးပြောရမယ့်သတင်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာစက်ကောင်စီစခန်း၉ခုကို တက်ခတ်မှုမှာစစ်တပ်ဖက်မှာ19ဦးတည်ဆောင်ပြီးတော့ရဲအုပ်တအုပ်အပါ1တောင်းအုပ်အစဉ်ဖမ်းဆီးရရှိခဲ့ပါတယ်ဆိုတဲ့တရင်ကိုအယုံဆောင်ပြောပြမယ်ဒါကတော့ပဲခူးတန်းညောင်လေးပင်ကြောက်တကာဖြူးမြော့နေအတွမ်းရှိရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်ဆွေထားတဲ့စခန်းကိုကိုကိုတော်လန်ရဲတပ်ဖွဲ့များကဝန်ရော့တက်ခတ်ခဲ့ရမှာစစ်တပ်ဖက်မှာစကောဦးတည်ဆောင်ပြီးရဲအုပ်တအုပ်အပါ1တောင်းအုပ်အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း UNG ကကိုရဲဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါတယ် ဖြစ်စဉ်ကလင်းနေကြီးပြစ်ကူတော့ပြစ်ကူကတော့ထိတွေ့တက်ပွေစဖြစ်ကလေးကတောက်လျှောက်ကိုပြပေးတာမျိုးရှိပါတယ်။လေကြောင်းပြစ်ကူတော့မလာပါဘူး။စကန်းကိုတော့စစ်စင်ရဲ့ရီမန်းချက်အတန်းကိုအောင်မင်းစွာ တက်ခတ်သိမ့်ပိုက်နိုင်ခဲ့ပါတယ်ဟုဒိုဝန်ဒေါန်တရင်မှာတာဝန်ရှိသူတို့ကပြောဆိုသွားတယ်။ဒါကတော့ဒိုလိုင်းတစ်ဖို့တွေကဘူပေါင်းတက်ဖို့တွေကတက်ခတ်သိမ့်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒီထက်မှပြင်ပြီးတော့ပြောဆိုတာကတော့ပြည်သူကကိုရဲတက်မရော PDF for dance ဌာနချုပ် အာစတန်းစဌာနပကိုမာပကိုတန်းအတွင်ဆစ်စင်ရေးများကိုတူးမင့်ဆောင်ရွက်လျက်ရှိသဖြင့်ပြည်သူများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါယက်မေတ္တာရက်ခံအပ်ထားပါသည်ဆိုပြီးတော့အာပြောဆိုထားတာကိုကျွန်တော်တွေးမိရဖြစ်ပါတယ်ဆိုတော့ဒီဟာကပကိုတန်းအတွက်မှာတောက်ရက်ကိုတက်ပွေကအရှင်မြင့်လာမယ်ဆိုတဲ့သဘောမျိုးမြင်ရတာဖြစ်ပါတယ်ဆိုတော့ဒီထဲမှာသုံးဘုတ်ကိုတရင်ကောင်းကတော့ ရဲဥတအူအပါအဝံနော်တောင်းဥကိုအရှင်ဖန်စီရမိခဲ့ပါတယ်ဒီထဲမှာစစ်တပ်ဖက်မှာကတော့စကောဦးတည်ဆုံးခဲ့ပါတယ်လက်နက်ကင်းရတူကိုလည်းအများပြတ်ကိုတင်းပိုက်ရရှိတာကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဒါကတော့အာပဲခူးတန်းကရန်ကုန်မန္တလေးလက်ဟောင်းပုံကသရင်ကောင်တစ်ခုဖြစ်ပါတယ်အဲ့ဒီနောက်မှာမနေ့ကကျွန်တော်တင်ဆက်ပေးခဲ့တဲ့ထမ်းမြမာနေဆက်ထီကပလေးစခန်းစစ်စခန်းမှာ ထွက်ပြေးသွားသောလူတရဘူမူကြီးအပါဝံ စစ်ကောင်စီတပ်ဖွဲ့ဝင်က52ဦးလက်နက်များနဲ့အတူထမ်းဖက်သောရော့ရှိသွားပြီလို့သိရပါတယ်။ဒီထက်မှာစကန်အတွင်းမှာစစ်သားအလွန်6လောင်းနဲ့လက်နက်ကြီးများရရှိထားပါတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကလည်းသိရှိရပါတယ်။ဒီဖြစ်စဉ်ကထီကပလေစကန်ကပြည်တဲ့52ဦးကထမ်းစစ်တဲ့စီရော့သွားပြီလို့သိရပါတယ်။သူတို့ပါသွားတဲ့တနက်39လက်ကိုလည်းထမ်းစစ်တဲ့ကတင်းလိုက်ပြီလို့သိရပါတယ်။အခုတော့စစ်မေးတာတွေလုံနေတယ် ရှော့ပီးနေတဲ့စစ်သားတွေလေမြန်မာဖက်အကြမ်းမှာရှိနေသေးတယ်ဟုထမ်းမြန်မာနေဆက်တရင်ရင်းမြင်ကအခုလိုပြောဆိုထားပါတယ်။ဒီအကဟိုတယ်ကလည်းကျွန်တော်တို့တွန်လိုင်းတဖို့တွေကရှော့ပီးနေတဲ့စစ်သားတွေကိုဖမ်းမိထားပါတယ်။ဖမ်းမိထားတဲ့ကိုလည်းကျွန်တော်တို့ရုတ်တံဖမ်းတဲ့ကိုကိုတွေ့မြင်ရတာဖြစ်ပါတယ်။အခုချိန်မှာထမ်းမြန်မာနေဆက်မှာရှိတဲ့စခန်းတွေကိုတော့ရှော့ကိုကျွန်တော်တွန်လိုင်းတဖို့တွေကသိမ်းပန်းမှုတွေလောက်ဆောင်တယ်ပြည်ရင်ဒီထက်မှာစစ်ကောင်တပ်ဖွဲ့တွေက တချို့နေရာမှာဆိုလို့ရှိရင်အရန်ကိုကြောက်လန့်နေပြီးတော့ကိုရန်ပရာတွေပြီးလို့နေကြတဲ့အချက်တွေကြောင့်သူတို့တွေကလမ်းပြောင်းနေတဲ့သူတွေလည်းအများရန်ကိုမြန်ပါလိလို့သိရပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့မနေ့တနေ့ကပေါ့နော်အာစက်ခေါင်းဆောင်မြောင်းလန့်အပါဝါငွေကြေးဆွေးနွေးပေးဆိုပြီးတော့အာလုံနေကြပါတယ်ဆိုတော့ဒီထက်မှာဆိုလို့ရှိရင်မင်းအွန်လိုင်းကပြောတော့တာကဘယ်လိုပြောလဲဆိုလို့ရှိရင်တော့ LND အစိုးရနဲ့လွဲတော်ကဥပဒေနဲ့မငြိမ်ညွတ်တော့ပြောဆိုမှုပြဋ္ဌာန်းချက်နဲ့ ကိစ္စများစွာလောက်ဆောင်ခဲ့ရလက်ရှိအခြေအနေဆက်ရောက်ခဲ့ရလို့အကျန်းဖက်မြေအောင်လန်ကပြောဆိုထားပါတယ်။ဒီဟာကသူ့အကြောင်းအခုကျွန်တော်မြန်မာနိုင်ငံမှာခံစားနေတာကအခုကျွန်တော်မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာကသူ့အကြောင်းမဟုတ်ဘူး။ LND က LND ရဆိုရကလွတ်တော်ကဥပဒေနဲ့မငြိမ်ညွတ်တော့ပြောဆိုမှုနဲ့ပြတ်ထန်းချက်ကိစ္စတွေအကြောင်းအခုလိုရောက်နေတယ်ဆိုတဲ့သဘောမျိုးပြောချင်တာဖြစ်ပါတယ်။ဆိုတော့ဒီထက်မှာထပ်ပြီးပြောဆိုတာကဘယ်လိုပြောလဲဆိုလို့ရှိရင် အဓိကလာတော့ကတမရောကအရက်ဖက်ဆက်ဖက်ဆက်ဆံရေ တူးမြင့်ဖို့ကျွန်တော်တို့ကျူးပန်းခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်ကလွတ်တော်နဲ့အစိုးရအနေနဲ့ဥပဒေနဲ့မငြိမ်ညွတ်တဲ့ပြောဆိုမှုတွေပြဋ္ဌာန်းချက်တွေကိုအတီးပြုတ်ပြီးတော့ဥပဒေနဲ့မငြိမ်ညွတ်တဲ့ကိစ္စများစွာကိုလော့ဆောင်ဖြစ်ပါတယ်ဒါကြောင့်လည်းဒီဒီမိုကရေစီ အစိုးရဒုတိယအစိုးရလက်ထက်မှာဒီဒီမိုကရေစီလမ်းကြောင်းနဲ့လွှဲချော်ပြီးတော့လက်ရှိအခြေအနေကိုရောရှိလာခဲ့ရတာအားလုံးအတိပဲဟုဖြစ်ပါတယ်ဟုမင်းအောင်လန်ကပြောဆိုထားပြောတယ်ဆိုတော့အခုလူမျိုးလမ်းကြောင်းကြော့တာကကျွန်တော်မြန်မာနိုင်ငံမြန်မာပြည်သူတွေခံစားနေတာကဒီအရင်တော့ကလောက်တာကိုမမှန်လို့ဒါဒီအခုလိုမျိုးကြက်ရောက်တာအခုလိုမျိုးခံစားနေရပြီးသူတွေဖြစ်နေရတာဆိုပြီးတော့ပြောချင်တဲ့သဘောမျိုးဖြစ်ပါတယ်ဆိုတော့ဒီထက်မှာကျွန်တော်တို့အနေနဲ့ဒီမိုကရေစီကို ကျင်းသုံးရာမှာ အခြားနိုင်ငံတွေကိုပေါင်တူကူးချသွားမှာမဟုတ်ဘူးပေါ့မဟုတ်ပါဘူးတဲ့ကျွန်တော်တို့နိုင်ငံရဲ့သမန်းကြောင်းလူနေမှုစနစ်ရင်းကျဲမှုဆက်ရက်လက္ခဏာလက္ခဏာဒလက်ထုံးတန်းအစဉ်အလာတွေနဲ့ကိုက်ညင်တဲ့ဒီမိုကရေစီစနစ်ကိုမြမနင်းပညာနင်းမြမနင်းမြန်မာဟန်နဲ့မြန်မာတွေပဲဥဆောင်ပြီးတော့မှဖော်ဆောင်သွားကြမှာဖြစ်ပါတယ်ဟုတ်မင်းအွန်လိုင်းကပြောဆိုထားဖြစ်ပါတယ်ဆိုတော့ဒီပြောချင်တာသူပြောချင်တာက အရင်တော့ကဒီမိုကရေစီလမ်းကြောင်းကိုအာ NLD အစိုးရကကူးပြောင်းလာတဲ့ဟာကသူတို့တွေကနိုင်ငံခြားကဒီမိုကရေစီလမ်းကြောင်းတွေနဲ့အတူကိုယူတာဒီလိုမျိုးကိုပြောချင်တာကျွန်တော်တို့ကတော့အမြမာနေမြမဟန်နဲ့ကိုလော့ပေးမှာဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်ဒါကတော့ဘလူးတွေဖြစ်ပင်နေလဲဆိုတော့ဒီချိန်မှာသူတို့လည်းလက်ထဲရောက်မှာဘလူးတွေမြမနိုင်ငံက ဖြစ်ပြက်ခဲ့လဲဆိုတာကလည်းပြီးသူတွေအားလုံးကအသိပါဖြစ်ပါတယ်ဆိုတော့ဒီဟာကိုကျွန်တော်ပြီးသူတွေအနေနဲ့ဘယ်လိုပြောချင်လဲဆိုတာကအစားပါနော်အာပြောလို့ရပါပြီဆိုတော့ဒီဟာကကျွန်တော်တို့အာကျွန်တော်ကအများကြီးတော့ပြောစရာမရှိပါဘူးဒီကောင်တွေကဘယ်လိုဖြစ်ပြက်ခဲ့လဲဆိုတာကအစားပါနော်အာကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တဲ့အတွက်ကြောင့်နော်ဆိုတော့နောက်တစ်ခုကတော့ဒီနေ့ဒီမနေ့ခင်မှာဒီမနေ့မှာဆိုလို့ရှိရင်ဗေလာရှင်နဲ့ရုရှားတော်တွားမဲ့မင်းအောင်လန်မင်းသားစုနဲ့အတူခရိုနီစီးပွားရေးသမားများလည်းလက်ပါကြမီလို့သိရပါတယ် ရကစကောင်းဆောင်မြောင်းလည်းကယောလာ26ရက်နဲ့ဒီနေ့ပေါ့နော်ဆိုတော့29ရက်နဲ့အာဘေလာရှိနိုင်ငံမင်းစမြော့တွင် ပြုတ်လုံးပဲစတုတအချင်းအချင်းမျိုးအိုရောပါအာရှစီးပွားရေးမိုးရန် EFC 2025တော့တက်ရောက်မယ်ဖြစ်ပြီးတော့ EAEU ပေါ့နော် EAEU ဟာအလက်ကျဥက္ကဋ္ဌဖြစ်တဲ့ဘေလာရှိနိုင်ငံသမ္မတရဲ့ဒီကြတွဲဆောင်ဆွေးနွေးခြင်းဥရောပအာရှစီးပွားရေးကော်မရှင် ဘော့အဖွဲ့ပေါ့နော်ကော်မရှင်ကော်မရှင်ဘော့အဖွဲ့ဥက္ကဋ္ဌနဲ့တွဲဆောင်ဆွေးနွေးခြင်းစေရောင်အလို့ရောင်များသောတွားရော့လဲလာခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းခရီးစဉ်အတွင်းမှာနိုင်ငံအစိုးရနဲ့ပြည်သူများအကြားချစ်ကြည်ရေးစီးပွားရေး loss as လွန်ကြောင်ရေးဆံရများနဲ့ကန်တာပေါင်းဆောင်မှုတွင်ပေါင်းဆောင်တဲ့မဟာဗျူဟာမြော့ဘိုးပေါင်းဆောင်ရွက်မည်ဟုဆိုင်အာဆောင်ရွက်မှုဆံရကိစ္စရေးများရင်းမြတ်နဲ့ လေးထဲမှာ EEA EEU ဘောနော်အဖွဲ့ဝိုင်းနိုင်ငံများနဲ့စီးပွားရေးဆန်ရဆွေးနွေးမိဖြစ်ကြောင်းသိရှိရပါတယ်ဒါကတော့အာသူတို့ဘလူတွေဖြစ်ပြခင်မှာလေဘလူတွေဆက်ပြီးတော့ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒီထဲမှာပြောတော့တာကတော့ UNFCCI ကစီးပွားရေးလုပ်ငန်းရှင်တွေနဲ့စစ်မှုလင်းမှုလုပ်ငန်းရှင်တချို့လိုက်ပါမယ်တဲ့ခရီးစဉ်မှာလိုက်ပါဖို့ကစည်ရင်းနဲ့ခေါ်တာပါတဲ့ UNFCCI စီးပွားရေးကိုယ်စားလှယ်အဖွဲ့တော်ပါတယ်ဟု UNFCCI တရင်းရင်းမိကပြောဆိုထားပါတယ်ဒါကတော့အာဒီနဲ့ဘောနဒီနဲ့မှာပြောမဲ့လူတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်အဲ့ဒီနောက်မှာနောက်တစ်ခုသတင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာမင်းအောင်လှိုင်သသမိတွေလော့ဆာနေကြတဲ့ EV ကအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောရအောင်ပါဒါကတော့ဝလူအားထူးပြနေတဲ့အကြောင်းတွေဖြစ်ပါတယ် The UNEDA တစ်ဆက် EV ကကုမ္ပဏီဒီဝလီခံမှုမြန်မာ EV ကစေးကွက်ကိုပါရက်ခတ်ပြီးတော့ဝလူအားထူးပြနေလို့သိရပါတယ် ဒီအကမေအောင်လန်သားနဲ့သမီးတို့တင်သွန်းရောင်းချနေသောအီဗီကားများဤဆဲကွက်အခြေအနေမလောက်ဘူးလို့သိရပါတယ်။ဆိုတော့ဒီထဲမှာသူတို့သိရတာကတော့ NETA တစ်စက်အီဗီကားကရက်ကတော်တော်ကြီးပါတယ်တဲ့။ငကူကမှဒီမှာကမင်းမပိုင်မင်းမင်းမပိုင်လို့အီဗီကားတွေတက်ပြီးရောင်းမကောင်းမတွန်ကြေတော့ဘူးတဲ့ EV ချက်ချင်းအသွမ်းခါကလေးဓာတ်ဆီဈေးတက်တော့များသလိုဖြစ်နေတော့လူတွေကသိမစည်းကြတော့ဘူးဒီတွက်မှာ EV ကတွေပေါနေတာပဲဝေယီပြီးရင် သခင်ချက်ကဖြစ်နေတဲ့ပြန်ရောင်းရင်မထွက်ဘူးဈေးလျှောက်ရောင်းရင်တော့ဒီကလက်ရှိမင်းအခြေအနေကြောင့်အဝေကို မရှိဘူးဟုရန်ကုန်ကားရောင်းဝယ်ရေးသိမ့်ပါ ဝါရင်ရင်ဝေရောက်အကျိုးဆောင်တဦးကပြောဆိုထားပါတယ်ဒါကတော့ EV ကားနဲ့ပတ်သက်ပြီးတော့သိရှိရတာဖြစ်ပါတယ်အဲ ETA U2024 မိုးတွေကိုတင်း1000ကျော်ကျော်လေးနဲ့ချက်ရောင်းနေတယ်အရင်ကတင်းကို1500လောက်ဈေးအတော်အိုခဲ့တဲ့ကားတွေအခုတော့လာဝရင်ရှော့ပေးမယ်အလို့ဖြစ်အောင် ရောင်းပေးမယ်ဆိုတာကြီးပဲအခုရန်ကုန်မှာ EV ကားတောင်းဆွဲသူတဦးကရှင်းပြပါတယ်ကျော်ကျော်လေးကိုအခုချိန်မှာဈေးက ထိုးကြနေတဲ့အခက်တွင်းနေတဲ့အရာတဲ့အကြောင်းတွေကိုကျွန်တော်သိရတာဖြစ်ပါတယ်။ဆိုတော့ဒါကတော့မင်းအွန်လိုင်းသတ်သမိတွေလောက်စားနေတဲ့ EV ကားအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ပြောနေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာနောက်တစ်ခုကတော့စစ်မှုထန်တသတိတွေစစ်တမ်းကိုဆေးလွတ်ခံရပြီးတော့ဒေဆောင်နေတဲ့သူတွေအများပြက်ကိုရှိနေပါတယ်။ဒီထဲမှာမင်းသားစုကိုအကြောင်းမကြားတဲ့အပြင်စစ်တပ်ကိုမေးတော့လေတိကျသောအဖြေမပေးဘူးဆိုတဲ့သတင်းကိုကျွန်တော်တို့ပြောရအောင်။ဒါကတော့စစ်တမ်းစစ်မိပြီးတော့ဇေလွတ်ခံထားရတဲ့စစ်မှုထန်တသာသည့်များအဆက်အသွယ်မရတော့ပဲပျော်ဆောင်နေပြီနဲ့ နေပြီးတော့တေဒီရှင်ဒီမတိယဟုမင်းသားစုဝံမြတ်ကပြောဆိုပါတယ်စစ်တပ်ကိုမေးတော့လဲတိကျတော့အဖြစ်မပြေဘူးလို့သိရပါတယ်ဒါကတော့ရခိုင်မကွေ့နယ်စကန်းစစ်တမ်းစစ်မေပြင်းသမ ्या တော့စေလွတ်ခံထားရသောစစ်မှုထံတသားသိလို့အစစ်အသွေးမရတော့ပင်နဲ့ပျော်ဆောင်နေကအာတေဒီရှင်ဒီကိုမတိရတော့ဘူးလို့သိရပါတယ်စစ်မှုထံတသားသိတွေရဲ့မင်းပါတွေပြောတာကရခိုင်ကိုပုံမှန်လဲကျုံမပြောဘူးတဲ့လေရင်ပေါ်တက်ခါနေမှာအမေသားတို့လေရင်စီရတော့မယ်ဆိုပြီးတော့ ဖုံးလေးမိနစ်ပန်းလေးစက်ပြောတယ်တဲ့လေရင်ပေါ်မတက်ခင် နောက်ဆုံးအဆက်အသွယ်ရလိုက်တာ နောက်ဆုံးပဲတဲ့အဲ့ဒီမိနစ်အဲ့ဒီဂရိတ်ကအဆက်အသွယ်ပြတ်သွားတာအခုထက်ထိပဲတဲ့တက်ကြီးတင်တန်းကြောင့်ကိုသွားမေးတော့သူတို့မတိဘူးပဲပြောနေတာအခုအဆက်အသွယ်မရတော့တာတုံးလာနေပါရှိပြီတဲ့ဒီဟာကမောင်ကျော်မြင့်ဤမိခင်ဖြစ်သူကရှင်းပြတာဖြစ်ပါတယ်အခုချိန်မှာစက်ကောင်စီတပ်ဖွဲ့တွေကတတအသည့်တွေဆိုလို့ရှိရင် from heaven ကိုပေးမကံဘူးလို့သိရပါတယ်သူဆိုလို့ရှိရင်အာစစ်တမ်းကို သွားမေးဆိုလို့ရှိရင်ဖုန်းတွေကိုမပေးတော့ဘူးအာတတော်လေးကိုအကန့်သက်အာပြပြမှုတွေဖြစ်နေတယ်လို့သိရပါတယ်ဆိုတော့တရားတချို့တွေဆိုလို့ရှိရင်မြို့ပေါ်မှာနေတဲ့အဲ့ဒီတပ်ပွဲမဖြစ်တဲ့နေရာမှာနေတဲ့သူတွေကတော့ ဖုန်းလေးပါလေကခန့်သေးတယ်စစ်တပ်မှာရောက်နေသူတွေကိုတော့ဖုန်းမပေးတော့ဘူးတဲ့ဖုန်းပေးတယ်ဆိုလို့ရှိရင်သူတို့လမ်းတိမှာဆုလို့ပြအထွက်ပြီးမှာဆုလို့ဆက်သူရမှာဆုလို့ဒါကိုသူတို့တွေကဖုန်းမပေးမကန်တော့ဘူးလို့သိရပါတယ်မနော်ဒီလိုလေးကိုအာစစ်စစ်နေလို့သိရပါတယ်ဒါကတော့သူတို့တာသမိတွေရှီလားသေးလားမဆိုတာကိုတတတိတွေရဲ့အကြောင်းတွေကိုသူတို့မိဘတွေကပြင်ထွက်နေတဲ့အကြောင်းတွေဖြစ်ပါတယ်နောက်တစ်ခုကတော့ရခိုင်ပြည်စစ်တွေမြို့နယ်ပဒလေဂျေယောပါရှိတော်စက်ကောင်စီ တက်စကန်များကိုအရခတဲ့တော် AA ကစနိုက်ပါများပြန်ပစ်ခတ်မှုရှိပြီးရှိနေပြီးတော့စစ်ကောင်စီကလည်းလက်နေကြီးများပြန်ပြန်လည်ပစ်ခတ်မှုရှိနေကြောင်းစစ်တွေတရင်ရင်းမြစ်ကပြောဆိုပါဒါကတော့အခုချိန်မှာဆိုလို့ရှိရင်စစ်တွေမြို့ကိုအာတခါတလေအာအရခတဲ့တော် AA ကပြစ်နေတာမြို့ကိုကျွန်တော်ကြားနေရပါတယ်ပြစ်ခဲ့တဲ့ဒုံးရက်က AA ဖက်ကနဲ့တွားတလက်ဖက်ကတရင်တွေကိုစနိုက်ပါနဲ့ပစ်ခတ်တာတွေရှိတယ်ထိခတ်မှုတွေတော့ မသိရပါဘူးတဲ့စစ်ကောင်စီဘက်ကလည်းလက်နေကြီးတွေနဲ့ပြန်ပစ်ခတ်တာမျိုးတွေရှိတယ်တက်တော့မများဘူးတဲ့တလုံးစတနှလုံးစလိုပဲပစ်ခတ်တိုင်းကြားတယ်ဟုအဆိုပါတရင်ရင်းမင်းကပြောဆိုပါတယ်နှစ်ဖက်စလုံးကတော့ဆက်ဆံထားတဲ့အခြေအနေပါတဲ့စစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ရှင်ထားတယ်လို့အေအေဖက်ကလည်းတက်ပြီးရင်ပြန်ဆော့သွားတာမျိုးစနိုက်ပါနဲ့လမ်းပြတာမျိုးတွေက မကြာခဏကို ရှင်းနေပါတယ် မြောက်ခံတွေကတော့ဘေးအချင်းနေဘေးအချင်း ပေါက်ကွေးမလဲခုံးကိုဘုံးကိုအာဆောင်းနေရတာမျိုးပေါ့တဲပွေးအချင်းနေကိုတော်တော်လေးကို နားဆွန့်နေရပါတယ်ဟု၎င်းကဆိုပါတယ်ဒါကတော့ရခိုင်ပေါ့နော်ရခိုင်မှာဆိုရခိုင်က စက်တွေမျိုးရဲ့အခြေအနေဖြစ်ပါလိမ့်ရခိုင်စက်တွေမျိုးကတက်ပွေးဖြစ်လာတော့မလားရခိုင်စက်တွေမျိုးကိုအာမျိုးသိမ်းတက်ပွေးစိန်တွေတော့မလားအာရကတိုကစိန်တွေတော့မလားဆိုတာကခုကြည့်ပါအာရကတိုကစနိုက်ပါတွေနဲ့လက်နေကြည့်တွေနဲ့တော့မဟုတ်သေးဘူးစနိုက်ပါတွေနဲ့ဒီကိထဲမှာရှိနေတဲ့အကောင့်တွေကိုစုံလီတာမျိုးကိုစက်တက်ကိုတရင်တွေကြက်နေရပါတယ်ဒါကတော့အာစက်တွေမျိုးနဲ့အခြေအနေပတ်သက်ပြီးတော့ရခိုင်ပြည်နယ်ကတရင်တွေဖြစ်ပါတယ်အခုကြောဖြူမှာလည်းကျွန်တော်တို့အာရကတိုကတောက်ရှော့ကိုတက်ပွေးကိုဖုန်နေတယ်ဆိုတော့စစ်ကောင်စီဖက်ကလည်း သူတို့လက်ကိုခုခံမှုရှိနေလို့သိရပါတယ်ကနော်ဒါကရခိုင်ပြည်နယ်ကတရင်နောက်တစ်ခုကကမ်းတော်ရေစခန်းပြန်ရရေစက်ကောင်စီကအင်အားဖြစ်နေတယ်လို့သိရပါတယ်ဒီထဲမှာကျွန်တော်ပြင်ပြီးတော့ပြောချင်တာကတော့စစ်တပ်လိုပြီးဘလော့ပြီးဘလော့ထိများဂလင်ကကြစ်လိုပြီးတော့သူတို့အလိန်ကိုဖိုခံရလဲဆိုတာကိုကျွန်တော်တို့ပြောပြချင်တာဘာလို့လဲဆိုလို့ရှိရင်ကမ်းတော်ရေစခန်းမှာဆိုလို့ရှိရင်စက်ကောင်စီတစ်ခွန်းတွေစက်ကောင်စီဖက်ကလော့ပြီးလို့ဆိုလို့ရှိရင်ကျော်စုအဓိကကမ်းတော်ရေစခန်းတင်ပမှုမှာ ဒါအတေးဆုံးမှုလုံးဝမရှိဘူးတဲ့ဒီထက်မှာဒန်ရက်နေသူတွေကိုငါပြင်ပြီးတော့ talk အကောင်လုံးကိုငါဆွဲထုတ်နိုင်ခဲ့တဲ့တရုတ်မှာခြံထားခဲ့တာမရှိဘူးလင်းနေကျန်းတွေကိုလည်းဒွန်လိုက်တဲ့ဖွဲ့ကသိမ့်ပတ်တာမရှိဘူးစကန်အခွင့်ကိုပဲရရှိခဲ့တယ်ဆိုပြီးတော့ပြောထားတာရှိပါတယ်ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတက်မကြဘူး PLA ကသူတို့ဖမ်းမိထားတဲ့စစ်တမ်းပန်းတွေတပ်ပေါ်ရုတ်တံဖန်တဲ့ကောထွက်ပြန်လာပါတယ်လူတွေထွက်ပြန်လာလေဆိုရှင်စစ်တပ်ကကန်တော့မှမနေကလေးကျွန်တော်တင်ဆက်ပြပါရတယ်ကန်တော့မှဆိုလို့ရှိရင်အသက်မပြေးသေးတဲ့15နှစ်အရွယ်လောက်ကလေးကို သူတို့စစ်တပ်မှာတောင်းနေတာလို့ရှိတယ်ပြီးရင်ရန်ကုန်မှာပိုတာဆွေးပိုတာမိနေတဲ့သူတွေကိုအာဒီတဲ့မှာတောင်းနေတာရှိတယ်ဒီတဲ့မှာဆိုလို့ရှိရင်ဒဏ်ရာရပြီတော့သူတို့တွေကိုမဆွေးပြင်းနဲ့ထားခဲ့တာမျိုးသေပြီဆိုပြီးတော့ထားခဲ့တာမျိုးကိုတော့ရုပ်ကိုသူတို့ကဖော်လာဖြစ်ပါတယ်အခုချိန်မှာကန်တော့ရေစကန်မှာစကန်တင်တပ်ပုတ်မှာဖမ်းမိထားတဲ့73ပန်းတွေ၄ဦးထိရှိတာပါတယ်ဆိုတော့ဒီတဲ့မှာလင်းနေကျန်တွေကိုလည်းတင်းပတ်မှုတွေရှိတယ်ဆိုတော့ဒီဟာကစစ်ကောင်တပ်ဖွဲ့တွေရဲ့အာညာစစ်ကောင်စစ်တပ်ဖွဲ့တွေရဲ့ သူတို့သစ္စာကိုဘယ်လိုငယ်ရှိခဲ့လဲဆိုတာကိုဖော်ပြနေတာဖြစ်ပါတယ်ကျော်စုကတော့ပြောင်းလဲပြောင်းစားတွေနဲ့ပြောပြီးတော့တင့်မကြဘူးအဖို့ခံရတယ် PR ဒိုလိုက်တဲ့ဖို့တွေကယူတန်ဖန်တို့ဘက်ကိုချက်ပြနေတာဒါကတော့ကန်တော်ရေစကန်နဲ့ကြောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုပြင်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်အခုကန်တော်ရေစကန်ကိုစစ်ကောင်စီကသူတို့ကိုဟာတိုက်ခတ်နေတဲ့ PA တွေပူပေါင်းတက်တွေကိုပြင်ပြီးတော့နော်အာသိမ့်ပတ်ဖို့ကိုသူတို့တွေကတော့ရှော့ကိုအာစစ်အာစင်အာ ဖစ်တင်းကိုလောက်ဆောင်နေတော့သိရှိရတယ်ဒီကကန်တို့ရေစခန်းဆိုတာအရန်ကအေးပါတဲ့ဟာဖြစ်ပါတယ်အဲ့ဒီနောက်မှာလဲအဲ့ဒီအနားမှာလဲအခုဆိုလို့ရှိရင်ကန်တို့ရေစခန်းအနားမှာရှိတဲ့ယူရကိုပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေရေစခန်းတွေကိုဒိုလိုင်းတပ်ဖွဲ့တွေကအာ ရွလာ၁၂ရင်းနဲ့ကလည်းမသိဘူးအဲ့ဒီခါကလည်းစပြီးတော့တက်ခတ်နေရခုချင်းဒီကျွန်တော်သိမ့်ဘက်ခံနေပြီးတော့တီးရပါတယ်စစ်ကောင်စီဘက်ကလုံးပြီးလို့ဆိုလို့ရှိရင်မနစ်ကလည်းကျွန်တော်နှတ်ထောင်ရပါတယ်ကြုံစုတော့ဆိုလို့ရှိရင်အိုနေကြပြီဒီဟာကမကြတော့လာတော့မယ်ဒီဟာဝန်အဆိုခံရတော့မယ်ဒီဟာအလောင်းခံရတော့မယ်ဆိုပြီးတော့အိုဟစ်နေကြတာဒါကတော့ဒီမနစ်ခေတ်မှာရရှိထားတဲ့သတင်းတွေဖြစ်ပါတယ်နောက်တစ်ခုကဆိုလို့ရှိရင်ကချင်ပြည်နယ်ကသတင်းတွေဖြစ်ပါတယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ဗမုံမြို့နယ်နဲ့တခြားနေရာမှာတပ်ပွဲကပြင်းထန်တယ်ပြင်းထန်တယ်ဆိုတာတစ်ခုချင်းမှာဒိုရန်တက်ဖို့တွေကတပ်ပွဲက နည်းနည်းဂျက်ဆန်တွေလိုဖြစ်နေတယ်ဘယ်လိုလဲမသိဘူးကျွန်တော်တို့တက်ဘုတ်ကတော့ဆက်ရှိရှက်တော့ရှိတယ်ကရက်အဖန်ကမြို့နေပိုင်းတက်ဘုတ်တော့ရှိနေတယ်ဒါမဲ့လည်းရက်ကအကြီးအကျယ်ကိုပြောရမယ့်အသတင်းတွေတရင်းမီဒီယာတွေမှာတက်လာတာမရှိဘူးဒါမဲ့လည်းမြေပြင်မှာတော့ဒေါ့ရှော့ကိုတက်ဘုတ်ကရှိနေတယ်ဒါကိုဘလူတွေစစ်တပ်လော်ဘီတွေဖက်ကနေလောင်းနေလေလောင်းတဲ့ပြောဆောင်နေကြတယ်ဆိုတာပေါ့ကျွန်တော်နားထောင်ကြည့်အောင်ဒါကတော့ဂျိုဆိုးဟိုတနေ့ကအဖို့ခံရတဲ့ဂျိုဆိုးအကြောင်းဂျိုဆိုးကလည်းဘလူတွေဖေဖေတွေငင်းပြီးတော့ဘလူတွေစစ်တပ်ကြောင့် စစ်သားတွေအခုချိန်မှာစစ်တပ်လုပ်ပြီးတွေကိုနော်တပ်မိသားစုတွေကိုစစ်တပ်ကြောင့်ဘလူတွေပြောပြနေလေဆိုတာကိုစပါနော်ကျွန်တော်နားထောင်ကြည့်အောင်ကဲဗမိုတဲ့ကချင်ပြည်နယ်ကအကြောင်းတွေဖြစ်ပါတယ်နောက်ထပ်ဒီမို့ဆက်ပြီးကြင်ပါပေးချင်ပါလေဒါကတော့တပ်မတော်ရဲ့ဒီစစ်ရရင်အုပ်စုစစ်ရရင်အုပ်ပေါ့ဗျာစစ်ရရင်အုပ်ကကျွန်တော်ဒီအေအော်ရီမြေကျောင်းအတိုင်းဒါစံတက်လာနေပါလေအဲ့တော့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ဒီတက်မတော်ရဲ့တက်မတော်ကဒီ AR မြေတင်းသွာလာနေတဲ့စစ်သင်းဘောတွေကိုဒီစစ်သင်းကြော PDF အုပ်စုတွေကလည်း online ပေါ်တင်ထားတယ်အာဒီမှာသင်းဘောဗနက်စီပေါ့ တေမူတေမောရဲ့ဒီတိုက်ခတ်ရေးရင်ဘယ်နဲ့စီအပြင်ဒီဒီရေးရင်ဘောမှာလက်နဲ့ကြီးပါတော့စသဖြင့်သူတို့ပြောနေကြတယ်ဗျာပြင်သူတို့အဲ့မှာအရာမြေကမ်းပေးရနေပြီးတော့ဖုန်းလေးနဲ့ခိုးရရပြီးတော့ခေါင်းတော့မထောင်ရဘူးအပြင်နေကြတဲ့ဖုန်းလေးနဲ့ခိုးရပြီးတင်နေကြတာတင်နေကြတာအဲ့ဒါလည်းပတ်သက်ပြီးတော့ဒီစစ်သူကြောင့်မီရတယ်လေအဲ့မှာရေးနေတာတွေ့ရတာဗောတွေ့ရတာဗောဒီတမလို့ရဲ့ဒီစီရင်အုပ်စုကြီးဒီခြေတက်လာတယ်ဗောဗျာခြေတက်လာတယ်အဲ့ဒါနဲ့သူကနော်ဘူးကဘာပြောလဲဆိုတော့သူတို့ရဲ့ဒီမီဒီယာတွေဘာပြောလဲဆိုတော့နော်ဘူးပြောတာလည်းကျွန်တော်ပြောပါမယ် စစ်အင်အားလက်နက်ခဲယံရိခါများတင်ဆောင်လာတဲ့တင်မောဆက်နှစည်းခန့်ပါရေအုပ်စုကိုတဲ့ဇွန်လ24ရက်နေ့ကမကွေးတိုင်းအတွင်းအေယာဝီမြေကြောင်းတဲ့အထက်ကိုစံတက်သွားတယ်လို့သူတို့သိရပါတယ်တဲ့သိရပါတယ်လို့ပြောတယ်အဲ့တော့ဒီတင်မောတွေကသူတို့ခံမှန်းချက်အရဆိုဒီတင်မောတွေကကျွန်တော်တို့ဒီဗံပေါ်မျိုးကိုလာမှာဖြစ်တယ်လို့နော်ဘူးကတော့ပြောတယ်ဟုတ်လာခြင်းလဲလာမှာမလာခြင်းလဲမလာဘူးဗျာကျွန်တော်မသိဘူးလက်ရှိဒီတပ်မတော်ရဲ့စီရင်ရတော့ကျွန်တော်တော့ရှောက်ချီတက်နေတယ် ဲ့တော့ဒီမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဒီစီရေးရအားသာချက်ကဒီ ARD မြေကြီးရှိနေတဲ့အတွက်ကြောင့်ဒီတပ်မတော်ကဒီမြန်မာနိုင်ငံကိုကျွန်တော်တို့ဒီအဆုံအစံအဆုံအစံကျွန်တော်တို့စီရေးလမ်းကြောင်းကြီးတွားလို့ရတယ်ဥပမာဒီအကြမ်းဖက်အုပ်စုတွေပါဗျာခင်ဗျာလမ်းမိုင်းမှာခင်ဗျာလမ်းမိုင်းပေါ့ဒီဒီမန္တလေးနဲ့မြေကြီးနားဆက်သွားတဲ့လမ်းမိုင်းတွေမှာတို့ဘလောက်ပဲမိုင်းတွေပဲထောင်းတောင်းတပ်မတော်စစ်ကြောင်းလိုင်းဘလောက်ပဲဖြတ်တော့ဖြတ်တော့တပ်မတော်ကအဲ့ဒီလမ်းတွေကိုမသွားဘဲနဲ့ခင်ဗျာ ARD မြေကိုအသုံးပြုပြီးတော့လိုအပ်တဲ့အရာတွေကောင်းကောင်းအလုပ်လုပ်လို့ရတယ်ခင်ဗျာရှိခဲ့ပါတယ်ဗျာပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ ်အင်္ဂလိပ်ပြကပြအရာမြေကြောင်းနေပဲစုံတက်တာပဲနောက်ဆုံးကပြတတိယတတိယစစ်ပွဲတွေအင်္ဂလိပ်မြန်မာတတိယစစ်ပွဲတွေခင်ဗျာဒီအရာမြေကိုအသုံးပြုပြီးတော့တောခဲ့တာပဲဒီအရာမြေကြီးကခင်ဗျာဒီစီရေးစီဝိုင်းနိုင်ငံရဲ့အရန်ကိုကျွန်တော်တို့အလုပ်ဖြစ်တဲ့နေရာစီရေးစီဝိုင်းနိုင်ငံရဲ့လူမှုရေးဒီအတွက်ကိုအရန်ကိုကျွန်တော်အရေးပါတဲ့ညကြီးပြလက်ရှိကဒီမိုးရာဒီပေါ့ဗျာမိုးရာဒီဆိုကျွန်တော်တို့ဒီအရာမြေရဲ့ရေကကျွန်တော်တို့ဒီတင်မော့တွေအတွက်လုံလောက်တဲ့အနေအထားနဲ့အသုံးပြုလို့ရတယ် လုံလောက်တဲ့အနေတိုင်းအသုံးအသုံးပြုလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီယေຊုတော့ကအသိစိတ်ပူစာမလို့စိတ်ပူစာမလို့ဘာကြောင့်မြည်ရတက်တဲ့ခါမှာကျွန်တော်တို့ယေຊုကအကုန်လွတ်တယ်လက်ရှိဒီတပ်မတော်ရဲ့ကျွန်တော်တို့ဒီစီရင်အုပ်စုတွေကတောက်ချောက်ချီတက်နေတယ်နော်ဘူကတော့ခင်ဗျာတော်တော်လေးတုံလုံးနေတယ်ပြီလို့သိရတယ်တော်တော်လေးတုံလုံးနေပြီအားလည်းဒီစစ်သင်္ဘောတွေကလည်းတို့ဒီဗမော်လာမှာလေဗမော်လာမှာလေလက်ရှိတပြီဗမော်ရဲ့တိုက်ပွဲချင်းနဲ့ပတ်သက်ရင်တပ်မတော်ကတော့ခင်ဗျာနေစဉ်ကိုဒီကောင်လေးအလောင်းကိုနေစဉ်ကိုရနေတာနေစဉ်ကိုရနေတယ်အဲ့တော့ဗမော်ရဲ့ဒီတိုက်ပွဲကဘယ်လောက်အရေးပါလဲဆိုကချင်ပြည်နယ်ရဲ့ဒီကျွန်တော်တို့ဒီ ဒီဒီကျွန်တော်လက်ရှိဖြစ်နေတဲ့ဒီအခြေအနေကိုအခြေအနေတွေအများဆုံးအရေးကြီးရယ်တို့တူပါပဲဒီဗမောတိုက်ပွဲကကျွန်တော်တို့ဒီစကိုင်းတိုင်းယူစာကြီးအထက်ပိုင်းအထက်ပိုင်းပြီးရင်ကျွန်တော်ချင်းမင်းအထက်ပိုင်းအထိအရေးပါတယ်ပြီးရင်ကချင်မင်းအရေးပါတယ်မြို့ကြီးဒီဗမောမြို့ကနှစ်ဖက်စလုံးတော့အရေးကြီးရယ်လက်ရှိဒီတပ်မတော်တွေဒီဗမော်နဲ့ပတ်သက်ရင်ကောင်းကောင်းကြီးထိချုပ်နိုင်သွားပြီခင်ဗျာတွေ့ပါလိမ့်မယ်ဗျာဒီတပ်မတော်ရဲ့ခင်ဗျာဒရုန်းပစ်ချက်တွေလက်နက်ကြီးပစ်ချက်တွေလေကြောင်းပစ်ချက်မှုတွေခင်ဗျာဘလောက်မိုက်ထားလဲခင်ဗျာလည်းတွေ့နေရပဲညာဘက်တပ်လားညာဘက်တပ်ညာဘက်ရှင်တယ် နေပါတယ်နေပါတယ်နေပါရှင်တယ်ဗမော်တိုက်ပွဲကတော့ကျွန်တော်တော်တော်လေးအားရတယ်တော်တော်လေးအားကောင်းတယ်လက်ရှိလက်ကျွန်တော်တပ်မတော်တွေဒီစစ်သမောတွေကတော့ကြောက်ချီတတ်နေပြီအဲ့တော့နှုတ်ဘူးကတော့တော်တော်လေးတော့ခင်ဗျာဟိုထိတ်လန့်နေပို့ဗျာလက်ရှိလက်ဒီတပ်မတော်တွေစစ်ကြောင်းတကာကျွန်တော်ထိကြံကတာရွှေကူးဟိုအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်တို့ဒီအကြပ်ဘက်အုပ်စုတွေရေလှောက်ရှားနေရတွေကိုတောက်လျှောက်နေမြေရှင်းလင်းမှုတွေပြုလုပ်နေတယ်ခင်ဗျားတို့ရှင်းပါတယ်ဗျာမြမတမိုင်းမှာသဘောကနေအဆိုးအဖြစ်ခဲ့တဲ့တမိုင်းမရှိဘူးနောက်လည်းရှိမှာမို့မျောလည်းမနေနဲ့ဟမ်ကဲဆိုတော့ဒီလိုမျိုးကိုစင်ကုန်ထားတာเนาะဒီကောင်ကတော့ဖန်ရနေတာဖန်ရနေတာဆိုတော့ ဟိုးချင်မှာဗမိုကခုနကကျွန်တော်တက်ပွဲဖြစ်တယ်ရွေဖြစ်နေလေဆိုတာကဆရာမပြောဘူးเนาะဆိုတော့ဒါမှမဟုတ်လေသူတို့ဖက်ကစက်ကိုသွားရလော့အထီကိုတက်ပွဲဖြစ်နေဆိုတော့သူတို့ဖက်ကဘယ်လိုသူဖက်ကဘူးပြီးတော့တည်ဆောက်မှုတွေများနေလေဆိုတာကတော့ပြောစရာကမလိုတော့ဘူး နော်သူတို့တွေစစ်အင်အားတွေလုံးဝကိုကောင်ခန်းနေပြီဘုရားကမတော်မဖြစ်တော့ဘူးအဲ့ဒါဘုမအဲ့ဒါဝတီမင်းကနဲ့သင်းပေါ်တွေနဲ့အထီကိုမပုတ်လို့မရတော့ဘူးဒီလိုမျိုးအခြေအနေတွေကိုရောက်နေကြလို့ရက်ခါတွေကရက်ခါတွေကလည်းတတော်လေးကိုကောင်းတော့ဖြစ်နေကြပြီတော့သိရပါနော်ဒါကြောင့်မလို့သင်းပေါ်တွေကနဲ့မရမကကိုအာသွားနေကြလားဘုရားကိုလည်းကျွန်တော်တို့လိုင်းဖို့လေးကဆိုအောင်မှာဘာလို့လဲဆိုလို့ရှိရင်ဒီသင်းပေါ်ကပြင်လေကနဲ့တခါနဲ့ဒီအဲ့ဒီ စကန်ကိုပို့နိုင်မှာလေးမဟုတ်ဘူးသင်းဘုတ်ကလည်းအဲ့ဒီဗေးနာမှာကတ်နေအောင်မှာရခိုင်ပြည်နယ်မှာကြီးလိုက်ပင်လူတွေကြီးပဲဒါတော့မှအာခါတော်ကဆိုးနေတာပဲဆိုးလို့ဒီမှာသင်းဘုတ်တစ်စီးလုံးတော့တစ်စီး၄၅စီးလုံးတော့မှာပြက်စီးနေပြီကေကချင်မှာလေးကြီးလိုက်သင်းဘုတ်တွေဘလူးတွေဘလောက်ထိဖြက်စီးနိုင်ခဲ့လဲသင်းဘုတ်တွေဘလူးတွေသင်းပတ်နိုင်ခဲ့လဲဆိုတော့ကအစားရှိတယ်ရဲဒီတိုင်းမှာကျွန်တော်တို့ limit limit အာမိမိတည်းတည်းရှိတယ်ဒီလိုမျိုးကိုကျွန်တော်တို့ online တွေဖွဲ့မလောက်နိုင်ဘူးလို့မဖြစ်နိုင်ဘူးလို့ပြောလို့ရတယ် ကျော်စိုးဖင်ရအဖင်ရမနေတဲ့မကြခင်မှာမင်းတို့ဖင်ပေးကြည့်ပြီးတော့ဟိုဟိုရလိမ့်မယ်နော်ဖင်ကောင်းပြီးအော်ရလိမ့်မယ်ဘာလို့လဲဆိုလို့ရှိရင်ဒီဟာကကျွန်တော်တို့လိုင်းတဲ့ဖော့တွေကဒီသင်းဘောတွေကိုမဖြစ်မဖြတ်ရှိနိုင်ဘူးဒီဘောတွေဒီဒီသင်းဘောတွေကိုမတားဆီးနိုင်ဘူးလို့ပြောလို့မရဘူးကျွန်တော်တို့လိုင်းတဲ့ဖော့တွေကအစင်ပြည်တဲ့ပြည်သူတွေနဲ့လွတ်လွတ်တယ်ဆိုလို့ရှိရင်ဒီကောင်တွေကတော့သွားเสียရနေရကိုမရှိတာ လင်းပိုးလေးရေကြလေကြောင်းကလည်းသွားတယ်ပါသွားတာပဲမင်းတို့ကျွန်တော်တို့တွေစစ်တက်လို့ပြီးတော့ပြောတာပဲလေကြောင်းကမင်းတို့တွေဘာလို့နိုင်မှာလဲဆိုပြီးတော့ပြောနေကြတယ်ဒါပေမဲ့လေကြောင်းကလည်း KIA ကဆိုပြီးတော့ဥမာပြတ်ကြတယ်အများကြီးပဲဆိုတော့လေရေရင်ကဆိုလို့ရှိရင်တော့ဘူးပြီးတော့ကောင်းတာပေါ့ကျွန်တော်တို့တွေဆိုတော့ဒီကတော့ကချင်ပြည်နယ်ကဗမိုတက်ပွဲမှာစစ်ကောင်စီဖက်မှဘလောက်ထိကြဆောင်မှုတွေများလဲဘလောက်ထိတေဆောင်မှုတွေများလဲဆိုတာကိုဖော်ပြနေဖြစ်ပါတယ်ဒီထဲမှာတက်ပွဲတွေကပြင်းထန်တယ်ဆိုတာကတော့ကျွန်တော်တို့သိပြီးသား ဆိုတော့ဒါမဲ့လေဒီထက်မှာစစ်ကောင်စီဘက်ကဘယ်လောက်ထိတည်ခဲ့လဲဆိုတာကတော့အတိအကျမသိရပဲလေတတော်လေးကိုတည်ဆောက်မှုများတယ်မရမကကိုအရာဝတီမိကနဲ့စစ်ကြောင်စစ်ကူတွေဘူပော့ပေးလာတာကိုကျွန်တော်မင်တွေ့ရဖြစ်ပါတယ်သိရတာဖြစ်ပါတယ်เนาะဒါကရခိုင်ပြည်ကချင်ပြည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်နားထောင်ရဖြစ်ပါတယ်ဟုတ်တနေ့ကကျွန်တော်တို့ရွတ်တန်ဖန်တွေကျွန်တော်တို့အာတခုတွေ့လာပါတယ်ညာကအလန်ဒီယာမဟောင်းဘယ်သူလဲတော့မသိဘူးအဲ့ဒီမင်းကလေး ဒေါအောင်ဆန်းစုကျင်နေလေသူကတော့တွေ့တယ်လို့ပြပါရင်ပြောနေတာဗောနော်ကျော်မျိုးမင်းကျော်မျိုးမင်းဘိုးမကျော်မျိုးနဲ့အင်တာဗျူးထဲမှာပြောနေတာရှိပါတယ်ဒါကိုကျက်ဖက်ပါတီကခေါင်းဆောင်အဖွဲ့ဝင်တဦးကဗောနော်ဘယ်သူလဲတော့ဒီချက်လည်းမမမင်းဘူးဆိုဒီကောင်ကကျော်မျိုးမင်းအဖွဲ့အစည်းကူတွေကို ကြည့်ပြီးတော့ကျော်မျိုးမင်းက NLD ရဲ့ပါတီကိုအသက်ပြင်ပြီးတော့တွန်းကျင်တာလားဆိုပြီးတော့ဝေဖန်မှုတွေအတို့အချင်းချင်းမှာညားနေပါကျွန်တော်တို့နားထောင်ကြည့်အောင်ကြားဘူးเนาะတစ်ချက်လို့ ဒီနေ့တော့ကျွန်တော်ဟိုသူများအကြောင်းကိုတိုက်ခိုက်ပြီးပြောမှဖြစ်လို့နည်းနည်းတော့ဟိုပထမဆုံးကြိုတင်ပြီးတော့မှတောင်းပန်ပြရသေး။ဒါပေမဲ့မပြောလို့လည်းမကောင်းဘူးမျက်စိရှိမှတွေ့နေတာကို။အဲ့တော့အဘင်းယူဇာကိုကြိုမျိုးမင်းနဲ့ဒေါ်ဆန္ဒမင်းနဲ့အင်တာဗျူးပေါ့လေ။အပိုင်းကတော့ကျွန်တော်ကတနေ့3လေးမှာ4လေးကိုဒီနေ့လေးပဲအဖျားစုပ်ကလေးပဲနှာထောင်လိုက်ပါလေ။ တောင်းလိုက်တဲ့အချိန်မှာကိုပြောချင်တဲ့စိတ်ကတဖွာဖွာဖြစ်လာသူပြောလိုက်တာပေါ့နော်အဲ့တော့အဲ့ဒီပြောတဲ့ interview တဲ့ view လေးကိုကြည့်တယ်နဲ့ဒေါ်စန္ဒမင်းကတော့သူကအဝိဇ္ဇာကတာမမင်္ဂလိတယောက်ရဲ့အဝိဇ္ဇာပဲဖြစ်တယ်ဗျာအခုကြိုမျိုးမင်းကတော့ကျွန်တော်ဒါခင်ရတယ်ကျွန်တော်လည်းခင်နဲ့ခင်ပါလေဒါပေမဲ့ကျွန်တော်ကနည်းနည်းပြောချင်တာခင်ရဖြစ်တာဒါပင်ဒီတိုက်ပုံမျိုးပဲခင်ရပင်ဒီရှက်လက်တူလေးဖြစ်နေတယ်ပင်ဒီရောင်ပေါ့ဗျာ အဲ့ဒီဟာလေးကိုကဥပမာပြောလို့ရှိရင်တော့ NLD ကိုပြန်ပြီးတော့အတိတ်တဖန်အသက်သွင်းခြင်းနေဆိုတဲ့ဟိုခင်ဗျားစီမှာစိတ်သက်အခံလေးများရှိနေမလားလို့ကျွန်တော်ကတော့ဒီလိုပဲဒီလိုပဲကျွန်တော်အမေကိုပြုမလင်းပြောပြတာပေါ့နော်ဒါနံပါတ်၁ချက်ပေါ့နံပါတ်၂ချက်ကတော့ဒေါ်ဆန္ဒမင်းပြောသွားတာအသေးစိတ်မပြောဘူးနော်လူငါးတော်ကျော်တည်နေတယ်ပြည်သူတွေတည်နေတယ်ပြည်သူတွေတည်နေတယ်လို့ဒေါ်ဆန္ဒမင်းကပြောလိုက်တယ် အဲ့ဒီမှာဒေါ်စားသူကြီးက shock ဖြစ်သွားတယ်လို့ပြောတယ်။အဲ့တော့အဲ့တော့သူတို့ဒီဒီအခြေချုပ်ချထားတဲ့နေရာမှာတွေ့ရလို့ဒီစကားကိုဒေါ်စံမင်းကလည်းပြောတာပေါ့ဗျာ။ပြောတာပေါ့။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒေါ်စားသူကြီးကကြတော့တရုတ်ကမှ shock တဲ့အခါခြောက်လွဲတဲ့အခါကျတော့အဲ့ဒါလေသူမသိပါဘူးဆိုပြီးတော့ပင်ရင်းတဲ့အခါကျတော့ကဲအဲ့ဒီကခုက contradict ဖြစ်တယ်ပေါ့။စัจကျင်မဲ့ဖြစ်မနေဘူးလား။စัจကျင်မဲ့တော်တော်ဖြစ်သွားပြီ။စัจကျင်မဲ့တော်တော်ကိုဖြစ်သွားပြီ။ဒါမှမဟုတ် ခဲရတီအမဘာလဲဆိုရင်တော့ဖြင့်ဒေါ်စန်းစုကြည်ဆိုတာအဲ့လိုပြောင်းလဲပြောင်းစားပဲအဲ့ဒါအခုဒေါ်စန်းသမီးကလည်းဘယ်သူမှရိုက်စစ်လို့မဟုတ်ဘူးသူကသူအင်တာဗျူးလုပ်ပြီးတော့သူကသူဖြေထားတာမပြောဘဲနဲ့သူကပြောခဲ့မယ်လို့ပြောမှမဟုတ်ဘူးသူဆိုလေဒေါ်စားစုကြည်အကြတော့လေအဲ့ဒါတွေကိုတခါတည်းသူက neglect လုပ်ပြီးတော့မှသူတယောက်ခင်မှမသိပါဘူးဒါတွေကိုလည်းပြောရတဲ့ခါကြတော့ကျွန်တော်တို့ကတော်တော်လေးဟိုသူတို့ရဲ့သဘောထားကိုပြည်သူတွေသိသိနေတာပေါ့နော်အဲ့တော့ ဒေါ်စလန်ပြောသွားတဲ့အချက်တွေမှာတော့သူကဒီလိုလုပ်နေတာတွေကအကြမ်းဖက်နေတာတွေကအန်တီလုပ်တာမဟုတ်ဘူးအဲတော်ရဲကိုရောက်သွားတဲ့ဒါတော်တော်လူနေစုကလုပ်နေကြတာအန်တီမသိပါဘူးဆိုပြီးအန်တီကိုသူ face saving လုပ်တာပေါ့ဒါပေမဲ့သိထားဖို့ကတော့ခင်ဗျားတို့မြေပြင်မှာရှိနေတဲ့လူတွေအန်တီတွေတော်တော်များများတော့ပြည်သူတွေတိုက်ခိုင်းဆိုရင်လက်ခုလောက်ပါ TV အားပေးတာအန်တီပဲအမလို့ကျွန်တော်တို့ကတော့ဘရော့မှဟိုအန်တီဟာအကြမ်းဖက်ဘူးဆိုတော့မယုံကြည်ဘူးလို့ကျွန်တော်ဒီနေရာနေအတီး ဲဆိုတော့ဒါကတော့ပြောချင်တာကသိစေချင်တာကဒီတဲ့မှာဒီကောင်က NLD ပါတီအသက်ပြန်ပြီးတော့ရှင်လာမောအသက်ပြန်ပြီးတော့ဒွန်းလာမောအရန်ကိုကြော့နေပုံကျွန်တော်သိစေချင်တယ်ကျော်မမင်းသူသူ့ဟာနဲ့သူအင်ဂျီဝဲတာနော်ကျွန်တော်ဒီဒီဒီကတော့ကျော်မမင်းဖစ်ကိုပြောဆိုတော့ကျော်မမင်းကသူ့ဟာနဲ့သူအာသူ့အင်ဂျီကိုကြက်တဲ့ဟာကိုဝဲတာဂျာကို NLD ကိုအသက်ပြန်ပြီးတော့ဒွန်းချင်တာလာဆိုပြီးတော့မေးခွန်းထောက်ရတာဒါကဘယ်လောက်ထိကြောက်နေလဲ ပြီးရင်အာဒေါန်ဆန်းစုကြည်ကိုပြည်သူတွေကမယောင်လာအောင်ဗောနော်အဲ့အာဒီစန်တာမင်းစီမှာလည်းဒီလိုပြောပြီးတော့အာဒေါ်စန်တာမင်းစီမှာလည်းဒီလိုပြောပြီးတော့သူ့ဘက်ကမဟုတ်ပါဘူးဆိုပြီးပြင်ပြီးတော့ညင်းတယ်ဆိုပြီးတော့အာပြောနေတာဒါဆိုရင်တော့အာဒေါန်ဆန်းစုကြည်ကပြောင်းလင်းပြောင်းစားပြောတဲ့သူအဲ့လိုမျိုးပြောချင်တာဒေါ်စန်တာမင်းကအမန်တရားပြောတဲ့သူဒေါ်စန်တာမင်းကဒေါ်ဆန်းစုကြည်ပြောနေလို့ပြောတာဒါကအမှန်တရားပဲဆိုပြီးပြောနေတာဒါကအမှန်ဆိုလို့ရှိရင်ဒီကောင်က ပြောအောင်စမ်းစုကြည်ပြောရမှာပြောတဲ့ဟာကအမှန်ဖြစ်မယူချင်ဘူးဘာလို့လဲဆိုရှင်ပြည်သူတွေကိုအာပြောအောင်စမ်းစုကြည်ကိုပြင်ပြီးတော့ရောင်းလာမှာကိုမလူချင်ဘူးပြီးရင် LND အသက်ပြင်ပြီးတော့အာရှင်လာအသက်ပြင်ပြီးတော့သွမ်းလာမှာကိုလည်းအရန်ကိုကြောက်နေတာလန့်ကြောက်ထက်လန့်ဒါကောင်က ဒီကောင်ရဲ့အကြောင်းတွေကိုကျွန်တော်သိရတာဖြစ်ပါတယ်ဆိုတော့ jet fuel party တွေဆိုတာကဘလောက်ထိ LNG ကိုကြောင်းနေလဲဆိုတာကိုပေါ်လွင်ပြောတာဖြစ်ပါတယ်ဆိုတော့ဒီအားကတော့ဒီနေ့မနေ့ကမှရရှိထားတဲ့သတင်းထုတ်တွေဖြစ်ပါတယ်ဒီနေ့မနေ့ကမှရရှိထားတဲ့သတင်းထုတ်တွေကိုတက်နေတယ်လို့ချင်းချုပ်ပြီးတော့မြတ်ဝေပြတာဖြစ်ပါတယ်ညနေဘက်မှာသတင်းထုတ်သတင်းကောင်းတွေပြင်ပြီးတော့ like ရမယ်ပြောရင်လည်းကျွန်တော်ဗီဒီယိုလေးကိုဗီဒီယိုကြည့်ရှုအားပေးနေကြတော်လမ်းမလို့မြအားလုံးကိုလေကိုကြမှာချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ